ပြီးတော့ပါလာတော့ဝိဒါတာပရမညာတိเนาะဆွေမျိုးတွေထဲမှာအကျွမ်းဝင်တဲ့လူဟာအကောင်းဆုံးဆွေမျိုးတဲ့အကျွမ်းဝင်တယ်ဆိုတာဘာတော့စဉ်းစားကြည့်တယ်ဦးဇင်းကသူ့အကြောင်းကိုသိတယ်ကိုယ်အကြောင်းသူသိတယ်နားလည်မှုပေးတယ်ခွင့်လွှတ်မှုရှိတယ်เนาะသူ့ကိုတကယ်ကိုပဲချမ်းသာစေခြင်းနဲ့စိတ်ရှိတယ်စိတ်ထဲကတကယ်ကိုရင်းရင်းနှီးနှီးချစ်ချစ်ခင်ခင်เนาะဘလို့မှဟိုတန်တရားတွေနဲ့ပေါင်းတင်ဆက်ဆံတာမျိုးမဟုတ်ဘူးတကယ်လည်းပဲချမ်းသာစေခြင်းနဲ့ကောင်းစေခြင်းနဲ့ ပြပြဝဝပေါ့အကုန်လုံးရှင်းရှင်းလင်းလင်းတော့အဲ့လိုမျိုးမိတ်ဆွေအဲ့လိုမျိုးအပေါင်းအသင်းရဖို့ဆိုတာကတိတ်တော့မလွယ်လားမလွယ်ဘူးဆိုတာကအဓိကတော့ကိုပါပဲကိုကတစ်ဖက်သားရဲ့ပုံမှာတော့အဲ့လိုမျိုးလွတ်လွတ်လပ်လပ်ပွမွန့်လင်းလင်းတော့ကောင်းစေခြင်းနဲ့စိတ်နဲ့အပြည့်မြင်တတ်တဲ့သဘောမရှိဘဲနဲ့ခွန့်လွတ်တတ်တဲ့စိတ်နဲ့အကောင်းဆုံးအည်သွေးတွေနဲ့တစ်ဖက်လူကိုဆက်ဆံနိုင်ရင်တစ်ဖက်လူကလည်းလာမှာပဲလေဟုတ်လားအဲ့တော့အခုစာထဲမှာအဲ့ဒီ